ဒီအားလင်းစားစွာဖြင့်ဖိတ်မှန်တကပြုအပ်ပါရရှင်မင်္ဂလာပါရှင်လေးနှစ်အတွင်းမှာဖြန့်ကျက်ခဲ့တဲ့ပညာရေးတွင်ကြီးရဲ့ခြေပြန့်မှုအမြင်မှုခိုင်မာမှုရဲ့ အနာဂတ်မှာအောင်မြင်စွာဖြင့်ဒီထက်ပုံမူခြေပြန့်စွာဖြန့်ကျက်အောင်မှာဖြစ်ကြောင်းပြောကြရင်လေမင်္ဂလာအချိန်အခါမှာမင်္ဂလာရှိစွာဖြင့်အခမ်းအနားကိုဖဲချူဖြက်ဖော်လိုက်ပါရှင်။ ခွဲချုပ်ပညာရေးကွန်ရက်၄နှစ်ပြည့်ထိမ့်မှန်ရန်မုံငွေဂီတပွဲတော်ဖွင့်ပွဲစီစဉ်လို့မြစ်တာပြကြောက်ချင်းမြမာသောလီးစားအပ်ပါတော်အဖွဲ့ချုပ်ဥက္ကဋ္ဌကျောင်းအောင်ဆန်းစုကြည်အန်ဒီစုအားလီးစားစွာဖြင့်ဖိတ်ကြားအပ်ပါရှင်ကတော့ခုဒီမဲ့ကြွားရောက်လာတဲ့တက်တော်တွေအားလုံးကိုခုဆက်ပါတယ်။ဒါပြီးတော့အားပေးတဲ့အတွက်လည်းကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ကျမတို့မြို့သားဒီမိုကရေစီဖွဲ့ချုပ်ရဲ့ပညာရေးခွင့်ရဲ့တမိုင်းနဲ့ပတ်သက်လို့ဖော်ပြဦးတင်ဦးကနေပြီးတော့ရှင်းပြသွားပြီးသားဖြစ်ပါတယ်။ဒါတော့ကျမတို့ဟာပညာကိုဘာဖြစ်လို့အလေးထားရလဲဆိုတာကိုအားလုံးကိုစဉ်းစားကြည့်ချင်ပါတယ်။ကိုယ်တည်းဦးချင်းတူချင်းစဉ်းစားပြီးတော့ဘာကြောင့်ပညာကိုအလေးထားအောင်ခါလဲဆိုတာကိုဆုံးဖြတ်ကြအောင်။ပညာသင်ယူရဲပညာသင်ယူရဲဆိုတာဘာအတွက်လဲဆိုတာပထမကြည့်လို့ပြောပါမယ်။ အလုပ်တစ်ခုကိုလုပ်တဲ့အခါမှာဒီအလုပ်ကအဲ့ဒီမှာယူရချက်ကပါတယ်ပန်းတိုင်ကပါလဲဆိုတော့တင်းတင်းရှားရှားသိဖို့လိုတယ်ကျမတို့လူငယ်တွေဟာအဘအလယ်မှာပညာရေးနှိမ့်ကြတာကြောင့်မို့နိုင်ငံနှိမ့်ကြခဲ့ပါနိုင်ငံတကာနိုင်ငံနှိမ့်ကြတယ်ဆိုတော့ပါလဲဆိုတော့လေအားလုံးကိုလေးလေးနက်နက်တွေးစီကြပါလေပြည်သူတွေဆင်းရဲဒုက္ခရောက်နေတဲ့အခါကျရင်နိုင်ငံကနှိမ့်ကြတယ်ဆိုတော့ဒါကတော့လွယ်လွယ်နဲ့ဒုလို့ရတဲ့ကိစ္စပေါ့ဒါပေမဲ့ဒီလိုနှိမ့်ကြရခြင်း ရုပ်ပိုင်းဆိုင်ရာနှင်းကြရခြင်းအနောက်မှာစိတ်ပိုင်းဆိုင်ရာအတွေးခေါ်ပိုင်းဆိုင်ရာအားနေခြင်းဆိုတာအများပဲရှိတတ်ပါတယ်အဲ့တော့ဒီလိုအားနေခြင်းတွေကိုဘယ်လိုလုပ်ကျွန်တော်တို့ပပြအောင်လုပ်မလဲအခုဆိုလို့ရှိရင်စီအမွေတင်မှုပပောက်ခြင်းဆိုပြီးတော့ပြောကြရတယ်ပေါ့နော်စီအမွေတင်မှုကြဆင်းအောင်လုပ်မယ်ပပောက်အောင်လုပ်မယ်အဲ့ဒါဟာဘယ်လိုလုပ်မှာလဲတချို့ကတော့ဒါအစိုးရကလုပ်ပေးရမယ့်ကိစ္စလို့ဘယ်လိုလဲထင်ကြပါလဲအစိုးရကလုပ်ရမယ့်ကိစ္စရအများကြီးရှိပါတယ်အစိုးရကလုပ်မှာတော့တာဝန်ယူထားမှာတော့ တာဝန်တွေကိုကျေးဇူးတော်ထားဆောင်အောင်ရှိပါတယ်။ဒါပေမဲ့အရေးကြီးတာကပြည်သူလူထုသားရှင်မိမိတို့ရဲ့စွမ်းဆောင်မှုနဲ့ကိုယ်နိုင်ငံရဲ့ဆေးရမွေးတည်မှုကိုပပအောင်လုပ်နိုင်မယ်ဆိုရင်ကျမတို့အားလုံးပေါ်ပေါက်ဖြစ်ကြလား။ဒီတော့ဆေးရွက်တည်မှုပပအောင်ဘယ်လိုလုပ်မလဲဆိုတာစဉ်းစားတဲ့နေရာမှာကျမတို့ဟာဉာဏ်ပညာအဖြစ်မှမြင်လို့ပါအဲ့ဒါကပညာရှိရောက်လာတာပေါ့ပညာရှိမှကျမတို့နိုင်ငံသူနိုင်ငံသားတွေပညာအဆင့်မြင့်မှ ဒီနိုင်ငံဟာအဆင်ပြေနိုင်တယ်။ပြီးတော့ပညာမရှိဘဲနဲ့ကျမတို့ဆေးရမွေးတည်မှုပြောက်အောင်လုပ်နိုင်မယ်ဆိုတာအတိတ်ပင်ရှိပါဘူး။ပြည်သူတွေကိုစဉ်းစားပိုင်လို့မပေးဘူး။ပြည်သူတွေလွတ်လွတ်လပ်လပ်တွေးတော်တွေးတော်ပိုင်ခွင့်မပေးဘဲနဲ့နိုင်ငံတစ်နိုင်ငံအဆင်ပြေအောင်လုပ်မယ်ဆိုတာဒါအတိတ်ပင်ရှိတဲ့အတွေးခေါ်မျိုးဖြစ်ပါတယ်။ပြည်သူတွေအတွေးခေါ်အဆင်မြင့်မှကျမတို့နိုင်ငံဟာအဆင်မြင့်နိုင်မှာ။ကျမတို့အခုလူငယ်တွေကတိခိကြီးမှာ ပညာတတ်တဲ့အခါကျရင်ဒီပညာတွေကိုဘာအတွက်သုံးစွဲကြသလဲဆိုတာကိုကျမတို့အားလုံးလေ့လာဖို့လိုပါတယ်။ဒီလူငယ်တွေကိုယ်တိုင်နဲ့စဉ်းစားဖို့လိုပါတယ်။ဒါတော့ပညာတွေတတ်တဲ့အခါကျလို့ရှင်ဒီပညာတွေကိုဘယ်လိုသုံးစွဲမလဲဘာအတွက်သုံးစွဲမလဲဆိုတာကိုစဉ်းစားမှာပါ။ကျမတို့ဒီပညာရေးပုံရိပ်ကနေပြီးထူထောင်ရတဲ့အကြောင်းတွေမှာဆိုလို့ရှင်ကျမတို့ကလေးတွေကိုဒီအတတ်ပညာအပြင်စိတ်ဓာတ်ရေးရာနဲ့ဆိုင်တဲ့ ပညာတွေသင်ပေးဖို့ကျွန်တော်ကြိုးစားပါတယ်စိတ်မြင့်သင်ပေးဖို့ပေါ့မြင့်မြတ်မားမားနဲ့မြင့်မြတ်မြတ်မြတ်နဲ့တွေးခေါ်နိုင်ဖို့ကိုကျွန်တော်တို့သင်ပေးဖို့ကြိုးစားပါတယ်ဒါဟာကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ဖြစ်ပါတယ်ပြည်စုံကံတွေလည်းဖြစ်တယ်အနာဂတ်တွေလည်းဖြစ်တယ်ကျွန်တော်တို့နိုင်ငံဟာဆင်းရဲတယ်ဆိုတာဘယ်သူမှညင်းလို့မရပါဘူးဆင်းရဲတဲ့နိုင်ငံတစ်ခုရဲ့လိုအပ်မှုနဲ့လိုအပ်ချက်တွေနဲ့ချမ်းသာတဲ့နိုင်ငံတစ်ခုရဲ့လိုအပ်ချက်တွေရှာမတူပါဘူး ကျမတို့တန်ကစင်းနေလို့ကျမတို့ကစပြီးတော့ထူထောင်တဲ့အလုပ်ကိုလုပ်အောင်ပါပြန်လဲထူထောင်တဲ့အလုပ်လို့ပြောဆိုရပါတော့တကယ်နဲ့ပြန်လဲထူထောင်ထူထောင်ဖို့ပြောပါအောင်ပြန်ပေးတိတ်ပြီးထူထောင်ကြံတိတ်မရှိပါဘူးအရင်တော့ကလည်းဒီပြပေါင်းများဆိုတော့ဘာမှမရှိခဲ့တော့ကျမတို့ကနေပြီးတော့ကာကြီးကနေပြန်ပြီးတော့စအောင်လို့ဖြစ်နေပါဒီကဘုံကြီးလာလို့ဒီပဝင်းကြီးကိုပြန်မကြည့်နိုင်တဲ့ကိစ္စတွေလည်းဖြစ်ပေါ်လာပါတယ်။အဲဒါကျမတို့လူငယ်တွေဟာပညာ တက်ပြီးလို့ရှိရင်ပညာတွေသိပြီးလို့ရှိရင်ဒီပညာတွေကိုကိုယ်တူတယောက်ထဲအတွက်ပဲသုံးပါလားကိုယ်ပေါ်ရင်းကျင်အတွက်သုံးပါလားဆိုတာကိုစဉ်းစားကြည့်တချို့ကတော့ကိုယ်တူတယောက်ထဲမဟုတ်ဘူးကိုယ်မိသားစုအတွက်ကိုယ်မိသားစုဆိုရင်လည်းအတ္တမှကျင်းမြောင်းပါတကယ်တော့ကိုယ်မိသားစုဆိုရလဲတိသံဒီကိုယ်ပေါ်ဝင်းကျင်ရတဲ့တိသံနေနိုင်တာမဟုတ်ပါဘူးပေါ်ဝင်းကျင်နဲ့ဆက်နွယ်နေပါတယ်အဲ့ဒါကြောင့်မလို့ပရဟိတ အတ္တဟိတံအခုတွဲပြီးတော့စဉ်းစားရမယ်လို့ဒါကျွန်တော်တို့ပြောတာပါကိုယ့်အတွက်ကောင်းခြင်းရင်တောင်းမှကိုယ့်ပတ်ဝန်းကျင်ကောင်းအောင်လုပ်ဖို့လေလူတွေဆိုတာဟုတ်သဘောပေါက်ဖို့လိုပါတယ်အဲကျွန်တော်တို့လူငယ်တွေဟာစဉ်းစားညာရှိဖို့အင်တာမအရေးကြီးပါတယ်အခြေအနေတစ်ခုကိုကိုယ့်ဟာကိုယ်တုံ့တက်ပြီးတော့ကိုယ့်ဟာကိုယ်အဖြေရှာဖို့ဟာအင်တာမအရေးကြီးပါတယ်မိုးကားရေပောက်တဲ့လူတွေမဖြစ်လောက်ဖို့အရေးကြီးပါတယ် ဘေးကလူတွေလူချင်းတိုင်းဘေးကလူတွေကဟုတ်တယ်ထင်တိုင်းဟုတ်တယ်ဟုတ်တယ်လူချင်းစရာကောင်းတယ်လူချင်းစရာကောင်းတယ်ဆိုပြီးတော့ကိုယ်စိတ်ကမပါကောင်းအောင်လို့စိတ်ခိုင်အောင်လို့ပြုစုပြောင်းခြင်းဟာပညာအခြေခံအတွက်အင်တာနက်အရေးကြီးတယ်အရေးကြီးတယ်တံပိုးထားရတဲ့အရေးချင်းတစ်ခုဖြစ်ပါတယ်ကိုယ့်ဘာကိုစဉ်းစားကြလွတ်လပ်တဲ့အတွေးခေါ်ရှိရမယ်တကယ်တော့လွတ်လပ်တဲ့အတွေးခေါ်ဆိုတာပဝင်းကျင်တဲ့ဒီဆိုင်မှာဟုတ်ပါဘူးကိုယ်နဲ့လည်းဆိုင်ပါတယ်လွတ်လပ်တဲ့ လူအတိုင်းဝိုင်းနေမှာလွတ်လပ်တဲ့အတွေးခေါ်ရရှိတယ်ဆိုတာအမှန်ပါပဲမဖြစ်လို့လဲဆိုတော့လွတ်လပ်တဲ့အတိုင်းလူအတိုင်းဝိုင်းမှာဆိုလို့ရှိရင်လွတ်လွတ်လပ်လပ်လေးလာစုစုပိုင်းတွေရှိတယ်လွတ်လွတ်လပ်လပ်ကိုတွေးခေါ်ပိုင်းတွေရှိတယ်လွတ်လွတ်လပ်လပ်ပြောဆိုပိုင်းတွေရှိတယ်လွတ်လွတ်လပ်လပ်ပြောဆိုပိုင်းတွေရှိတယ်လို့ပြောတဲ့နေရာမှာကျမသတိပေးလေးရှိတဲ့အချက်ကလေးတော့ထပ်ပြီးပြောပြစီ 噜噜啦啦标苏班军去了，噜噜啦啦木达标苏班军标了么？好吧，噜噜啦啦，噜噜啦啦木达我标了，班军我标了么？好吧，过夜用计结果，噜噜啦啦标班军去了，表了不？多多年嘞，伊拉呢不得噜嘞？因大妈神经中，神经中间是不有来咯。就阿拉六六标上面是九新房刚都看到，再是干嘞都没看到嘞是干不？ 就是也没蛮干啥的，啊酒比蛮干没事多些，你们看到多些了？得看这表演也标啊嘛，但是你看他表演哪一个不高啊？哥们，这啊，完全北京朋友，高中跳古文课本的那表阿，嘛，啊，够，再有啊，没家的木格戏，块就说了哈，南干一百的，南江一百的属于的，再有话，南江一班而且呀，切呀，再有 လူမှုရေးကိစ္စတွေလည်းလုပ်ရပါတယ်လုပ်နေတာလည်းကြာပါပြီညပေါင်းများစွာပါကျမတို့အင်တာမရုပ်ကန်နေရတဲ့အချိန်မှာအပြမအခက်ခဲမျိုးစုံနဲ့တွေ့နေရတဲ့အချိန်မှာတုန်းကဆိုလို့ရှိရင်ကျမတို့ရဲ့ရဲဘော်ရဲ့ဖက်တွေကိုပြန်ပြီးတော့ကြည့်ဖို့အတွက်လူမှုအထောက်အပံ့ဖွဲ့ဥပဒေအထောက်အပံ့ဖွဲ့စာဖြင့်ပြန်ပြီးတော့ဖွဲ့ခဲ့ရတယ်လို့ကျမတို့ရဲ့အဖွဲ့ချုပ်တွေလူငယ်တွေကိုလည်းရုံးမှာပဲပညာသင်ပေးတဲ့သင်တန်းတွေအင်္ဂလိပ်ဘာသာသင်တန်းတခြားဘုဟုတုတ္တ လက်သက်ဆိုင်တဲ့တင်ဒန်းတွေကျမတို့ပေးပြီးတော့တတ်တယ်များပညာရေးကိုမြင့်တင်ပေးရောအခုကျတော့ဒီလိုကိုရက်ဖွဲ့ပြီးတော့တိုင်းပြည်လုံးမှာကျမတို့လက်လန်းမိတရွေ့ပြည်သူပြည်သားများပညာတိုးထွက်ဖို့အတွက်ကိုကျမတို့ကြိုးစားနေရပါတယ်အခု2015ဟာနိုင်ငံရေးအရာအင်မတန်မှအရေးကြီးတဲ့နှစ်ဖြစ်ပါတယ်ဒီလိုနိုင်ငံရေးအရာအရေးကြီးတဲ့နှစ်မှာပြည်သူလူထုအားလုံးဟာပညာရှိရှိနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချဖို့အရေးကြီးတယ်ဆိုပြီးတော့ကျွန်မဒါထပ်တလဲလဲပြောနေရပါတယ်အဲ့တော့ဒီကိစ္စကိုအားလုံးကနိုင်ငံပေါ်မှာအတွေ့စေနာထားတဲ့ပုဂ္ဂိုလ်များအားလုံးကျမတို့ရဲ့လူငယ်များတယ်မကလူကြီးများအပါအဝင်နိုင်ငံသူနိုင်ငံသားများအဆင့်မြင့်မြင့်နဲ့တွေးခေါ်ဒတ်စေခြင်းနဲ့ပုဂ္ဂိုလ်များအားလုံးဟာနိုင်ပြီးတော့ကူညီဖို့လိုပါတယ်ကျမတို့ရေရှည်မြင်နဲ့ကြည့်ကြပါ ်တရက်အတွက်မကြည့်ပါနဲ့တစ်နှစ်အတွက်မကြည့်ပါနဲ့သုံးလေးနှစ်အတွက်လည်းမကြည့်ပါနဲ့ဒီနိုင်ငံသွားမဲ့ရှေ့အနာဂတ်ခရီးလမ်းတစ်ခုလုံးအတွက်ကြည့်ပြီးတော့ကျမတို့ပြည်သူပြည်သားများဟာဆုံးဖြတ်ဖို့လိုပါတယ်အဲ့ဒီလိုမှန်မှန်ကန်ကန်ဆုံးဖြတ်ချက်တွေချနိုင်ဖို့အတွက်ကိုအားလုံးကနေပြီးတော့ဝိုင်းဝန်းပြီးတော့ကူညီပေးကြပါလို့ကျမအနေနဲ့မြစ်တာရခံခြင်းနဲ့ညီလေးညီကုန်းချုပ်ပါတယ်နေ့ရက်ဒီမှာရောက်